ဗီယက်နမ်ဟိုချီမင်းမြို့မှာအခန်းငှားတာဒေါ်လာ180လောက်ကနေတယောက်ခန်းတည်းတည်းလေးစငှားလို့ရပါတယ်မြို့ထဲမှာဆိုရင်တော့ electric bus တွေရှိပြီးတော့မြို့ပြင်မှာကတော့ video bus တွေရှိပါတယ်အကုန်လုံးကအေးပါတယ်ဒါပေမဲ့တင်ကဆွန့်ဆွန့်ဆန်းဆန်းနဲ့အတက်ကိုဖတ်နဲ့ထုတ်ပြီးတော့သွားကျင်နေဆိုရင်တော့ BEB ဆိုတဲ့ site ကြီးတွေစီးလို့ရပါတယ် အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မြန်မာလိုပြောမှာဖြစ်ပါတယ်ဒီနေ့ကတော့အာဗီယက်နမ်ရဲ့ living standard အတေအကြောင်းပြောမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာ transportation အကြောင်းပြောရမယ် convenience store အကြောင်းပြောရမယ် overall နေထိုင်လို့ရတဲ့ပုံစံမျိုးပြောမှာဖြစ်ပါတယ်ဆွေအစ်စ်ဒါကြီးက VNA မြေပုံဆိုရင် အပေါ်မှာကဟနွိုင်းရှိတယ်အလယ်မှာဒါနန်းရှိတယ်အောက်မှာကဟိုချင်းမြင်းရှိပါတယ်ဟနွိုင်းကအစိုးရယုံတည်တဲ့မြို့ဖြစ်ပြီးတော့မြန်မာပြည်နဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်ဒါနန်းကပြင်ဦးလွင်လိုမျိုးဖြစ်ပါတယ်ဒါပေမဲ့သူ့မှာတော့ပြင်လဲပါတယ်ပေါ့အခုနေနေတဲ့ဟိုချင်းမြင်းကတော့လူအများဆုံးနေတဲ့ရန်ကုန်မြို့နယ်ဆင်ပါတယ် ဟိုချီမင်းရဲ့အလဲတက်တက်မှာမြို့လေကောင်ရှိပါတယ်။ဟိုချီမင်းရဲ့မြေပုံမှာဆိုလို့ရှိရင် သူ့ရဲ့မြို့နယ်တွေကနာမည်တွေကအရန်ကိုခေါ်ရခတ်ပါတယ်။ District 1, District 2, District 3, District 4, District 5, District 6ကနေ District 10ထိရှိပါတယ်။နောက်တစ်ခုက transportation သင်ကဈေးတက်တက်တက်တာနဲ့အချိန်အား အချိန်ရှိတယ်ဆိုလို့ရှိရင်ဘတ်စကားစီးလို့ရပါတယ်မြို့ရင်းမှာဆိုရင်တော့ electric bus တွေရှိပြီးတော့မြို့ပြင်မှာကတော့ yu bus တွေရှိပါတယ်အကုန်လုံးကအေးပါတယ်ကျောင်းသားကျောင်းသူဆိုလို့ရှိရင် discount 3000ရဲ့ တော့3000ရပါတယ်ပုံမှန်လူဆိုလို့ရှိရင်6000ပေးရပါတယ်မကောင်းတဲ့ချက်ကတော့နှစ်ပောင်ဆောက်ရပါတယ်ဘာလို့လဲဆိုတော့ဘတ်စကားတွေအရန်ရှားပါတယ်ရှားရတဲ့အကြောင်းရင်းကလမ်းပေါ်မှာစိုက်ကြတွေအရန်များပါတယ် င်ဟာကားပေါ်တက်လိုက်တာနဲ့ Hello where are you from လို့မေးခန့်ခြင်းလဲဆိုရင်တော့ Grab စီလို့ရပါတယ်။ကေဗီတင်ဟာကားပေါ်တက်လိုက်တာနဲ့တူတူပဲနေတာကြိုက်တယ်ဆိုရင်တော့ဒီအစိမ်းရောင်ကုမ္ပဏီစီလို့ရပါတယ်။သူတို့ကားတွေက electric ကားတွေမို့လို့ဘာသာမှမထွက်ပါဘူး။ဒီ driver တွေကလည်းအင်္ဂလိပ်လိုမပြောတတ်ကြပါဘူး။ဒါပေမဲ့တင်ဟာစွန့်စွန့်ဆန်းဆန်းနဲ့အသက်ကိုဖတ်နဲ့ထုတ်ပြီးတော့သွားခြင်းနဲ့ဆိုရင်တော့ BEB ဆိုတဲ့ site ကြီးတွေစီလို့ရပါတယ်။ ုန်ချီမင်းမှာ2025နှစ်စကမှစဖွင့်ထားတဲ့မက်ထရိုမြေအောက်ရထားရှိပါတယ်။ဒါမဲ့တင်ရမြို့ရဲ့ဟိုးအပြင်ရဲ့အပြင်ရဲ့အပြင်မှာနေနေတာမဟုတ်ရင်တော့ဒီရထားလိုင်းကအသုံးမဝင်ဘူး။ဘာလို့လဲဆိုတော့တခုတည်းသောရထားလိုင်းကမြို့ကိုအလျားလိုက်ဖြတ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့သွားရမှာကမြို့ကို down light သွားရမှာဖြစ်ပါတယ်အကယ်၍စီးကျင်နေဆိုရင်တော့တစ်ခေါက်သွားစီးပြီးတော့ပြန်လာလို့ရပါတယ်တင်ရဟိုချီမင်းမှာ3လနဲ့ထက်နေမယ်လို့ရွေထားတယ်ဆိုရင်တော့စိုက်ကယ်ငါးစီးတာအတင့်တော်ဆုံးဖြစ်ပါလိမ့်မယ်စိုက်ကယ်ကိုတစ်လအနည်းဆုံးဗမာဝင်2သိန်းခွဲလောက်ကနေစပြီးတော့ငါးစီးလို့ရပါတယ် ဆိုင်ကယ်လိုင်စင်တော့ရှိမှရပါမယ်ဆိုင်ကယ်လိုင်စင်မရှိဘူးဆိုရင်လည်း engine power 50cc အောက်တွေကိုလိုင်စင်မပါဘဲနဲ့စီးလို့ရပါတယ်ဒါမျိုးလေးတွေခံနိုင်ရင်ပေါ့ ဇေယတ္တာဆုံးနဲ့ဘယ်မဆိုရောက်တဲ့အကောင်းဆုံးနီလန်းကတော့ဗီယက်နမ်ဟိုချီမင်းမြို့မှာအခန်းငှားတာဒေါ်လာ180လောက်ကနေတယောက်ခန်းတေးသေးလေးစငှားလို့ရပါတယ်ဒေါ်လာ250လောက်ဆိုရင်တော့ဒီလိုအခန်းမျိုးရပါတယ်ဒေါ်လာ450လောက်ဆိုရင်တော့ဒီလိုနေရာမျိုးမှာနေလို့ရပါတယ်ဒီလိုကွန်ဒိုတွေမှာတော့ master bedroom ကတစ်ခန်း တခြားအိတ်ခန်းကတခန်း kitchen နဲ့ living room တွေပါပါပါတယ်ဒါပေမဲ့ view ဆိုင်ရမှာက Vietnam မှာအိမ်ပေါ်မူတည်ပြီးတော့မီတာကတွေကွာပါတယ်တချို့နေရာတွေကမီတာကအရန်ကိုဈေးကြီးပြီးတော့တချို့နေရာတွေကျတော့မီတာကအရန်တက်တာပါတယ်ကိုနေတဲ့အိမ်ကို မီတာကစစ်ကြည့်ဖို့လိုပါတယ်နောက်တစ်ခု view ဆိုင်ရမှာကအိမ်ကားပြီးပြီဆိုလို့ရှိရင်အိမ်ရှင်ကိုကိုယ့်ရဲ့ passport ပြပြီးတော့ residential paper ရဲစခန်းမှာလုပ်ပေးဖို့လိုပါတယ်။ဒါဘာနဲ့တူလဲဆိုတော့ဗမာပြည်မှာအေဇီယင်းတိုင်တာနဲ့တူပါတယ်။ဒီဟာကတန်ယုံကိုနောက်ထပ် visa ထပ်တိုးတဲ့အချိန်မှာပေးရမှာဖြစ်ပါတယ်။အကယ်၍သင်ကဒီထက်မကတက်တာခြင်းနဲ့ဆိုရင်တော့ တာပါဒီလိုပန်းချန်နေရည10နာရီဆိုရင်ပိတ်ပါတယ်လုံခြုံရေးတွေလိုက်စစ်ပါတယ်နောက်တစ်ခုက convenience store convenience store မှာဆိုရင်တော့ 7-Eleven, GS25, Circle K, King Food Mart နဲ့ Family Mart ဆိုပြီးရှိပါတယ်ဒါတွေကတော့လူသိများတဲ့ဟာတွေပါကျန်တဲ့တွေလည်းအများကြီးရှိပါတယ် uh, banking. Yeah. ဆန်ရှင်းတဲ့အချိန်မှာနှမျိုးရှင်းလို့ရပါတယ်။ banking နဲ့ရသလိုဆန်ပါလာရလားမသိဘူး။ cash နဲ့လည်းရှင်းလို့ရပါတယ်။ Hey friends, thanks for watching and if you're interested in lifestyle vlogs in Vietnam. Please make sure to follow me on Facebook and subscribe me on YouTube. ကျေးဇူးများအိတ်တင်ပါတယ်ဒီလိုဗီဒီယိုမျိုးတွေကြိုက်တယ်ဆိုလို့ရှိရင် YouTube မှာလည်း subscribe လုပ်ထားလို့ရပါတယ်. See you in the next video.